င်းဘဝကိုကျွမ်းကျင်ပိုင်နိုင်စေဖို့စိတ်ပညာဆိုင်ရာကျွမ်းကျင်မှုအချက်တွေကျွန်တော်ဖော်ပြပေးမယ်။နံပါတ်၁ကိုယ့်ကိုယ်ကိုစိတ်ကမ်းရှိအောင်တည်ဆောက်ပါ။နံပါတ်၂စိုးရွားတဲ့အချက်တွေကိုတစ်ခုချင်းစီဖယ်ရှားပါ။နံပါတ်၃အနာကအတွက်အစိုးရင်ပူပန်တာတွေကိုရပ်လိုက်ပါ။နံပါတ်၄မင်းရဲ့အမားတွေကိုလက်ခံပါနံပါတ်၅ ရှာရှုံးမှာကိုမကြောက်ပါနဲ့နံပါတ်6ရိုးရှင်းမှုကိုရွေးချယ်ပါနံပါတ်9မဟုတ်ဘူးကိုပြောတတ်အောင်သိရပါနံပါတ်10အတိတ်ကိုလွှတ်ချလိုက်ပါနံပါတ်9တငယ်ချင်းအတိတ်တွေရှာပါနံပါတ်10အလုပ်တဲ့တစ်ခုရယူပါနံပါတ်17ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုစတင်ပါနံပါတ်10 ပို့ပြီးအပြုသဘောဆောင်တဲ့အတွေးတွေကိုတွေးပါမဆတော့အပြူသဘောဆောင်တဲ့လူတွေနဲ့ကိုကိုကိုဝန်းရံထားပါနမဆက်လေးမင်းမှရှိတဲ့အရာတွေကိုတန်ဖိုးထားပါနမဆက်ငါပို့ပြီးသိကျင်စိတ်ရှိပါโอเคနောက်ဗီဒီယိုမှာဆက်ပြောပြပေးပါမယ်